ကသဗ္ဗမြတ်စွာဘုရားလက်ထက်တုန်းကတောင်ထိပ်တက်ပြီးတော့တငယ်ချင်းယဟန်တော်ခုနှစ်ပါးတရားဓမ္မအားထုတ်ကြတယ်အဲ့ဒီတရားဓမ္မအားထုတ်တဲ့ထဲမှာတဦးကယဟန်တာဖြစ်သွားတယ်တဦးကအနာဂံဖြစ်သွားတယ်ကြံတဲ့၅ပါးကတော့ပုရုဇဉ်ဘဝနဲ့ပဲတည်သွားကြတယ်အဲ့ဒီ၅ပါးဟာဂေါရမမြတ်စွာဘုရားလက်ထက်ကျတော့ပေါ်လာကြတယ်နော်တောင်ထိပ်တက်ပြီးတော့တရားထုတ်တယ်ဆိုတာ တောင်ဆိုတာခုခေတ်ဘာနဲ့ဥပမာဘယ်တောင်နဲ့အလားတရံတူတုံးဆိုရင်ပုတ်ပါတောင်လို့တောင်မျိုးပေါ့လှေကားနဲ့ထောင်ပြီးတော့တက်ရတောင်ပေါ်ရောက်ပြီးတာနဲ့တပြိုင်နဲ့အဲ့ဒီလှေကားကိုတွန်းချလိုက်ပြန်ဆင်းလို့မရတော့ဘူးပြန်ဆင်းလို့မရဘူးအသက်ဆွန်ပြီးတော့တရားထောက်တာအဲ့ထက်က၅ပါးကျမ်းနေတယ်။တဦးကတော့ယဟနာဖြစ်သွားပြီးပြိနိဗ္ဗာန်ဆံသွားတယ်။နောက်တဦးကမြမအနာဂံဖြစ်ပြီးတော့မြမပြေရောက်နေတယ်။သူကလိုက်ပြီးတော့ဆောင်းရှောင်းတယ် အဲ့ဒီ၅ဥထဲမှာတဥပါဝင်ဖြစ်တဲ့ဘာဟိယဆိုတဲ့ဒါရုစီရိယနော်ပြင်ချက်တွေကိုစပ်ပြီးတော့အဝတ်ဝတ်တဲ့ပုဂ္ဂိုလ်အဲ့ဒီသက်သားစာလေးတွေကိုတစ်ခုနဲ့တစ်ခုစီတွဲပြီးတော့အဲ့ဒီသက်သားစာလေးတွေ ਨੇ ဝတ်ထားတဲ့သူ့အဝတ်ကအဲ့ဒါလေးတွေဝတ်ထားတာနော်သွားလိုက်ရင်တော့ဂလောက်ဂလောက်ဂလောက်နဲ့တော့မြင်းနေမှာပဲတေချာတယ်ပေါ့သက်သားစာလေးတွေကျိုးနဲ့တည်ပြီးတော့ဝတ်တဲ့အဝတ်မျိုးသူ့ကိုဒါရုစီရိယလို့ခေါ်တယ် လူတွေကသူ့ကိုအထူးဆန်းလုပ်ပြီးတော့ကိုးကွယ်ကြတယ်လောကလူကလေကိုကိုကိုမဟုတ်မှန်းသိပေမဲ့လို့ဘေးကဝိုင်းမြောက်လို့ရှိရင်အထင်ကြီးသွားတတ်တယ်နော်ဘေးကလူတွေကအဲ့ဒါဟာယဟနာဆိုတာဒါမှပဲဆိုတော့သူ့ကိုသူသူကယဟနာကြီးထင်သွားတယ်တကယ်တော့တပြားသားမှယဟနာဖြစ်စရာအကြောင်းမရှိခုခေတ်လက်တာမျိုးတွေရှိတယ်နော်ဘေးကနေဝိုင်းမြောက်တာနဲ့အဟုတ်ထင်သွားတယ်တကယ်ကတော့ဘာမှမဟုတ်တာဘေးကလူတွေဝိုင်းမြောက်လိုက်လို့ရှိရင်ဒီလိုပဲဒုက္ခရောက်တော့ အဲ့ဒီဘာဟိယကြီးလဲဝတ်ဆရာမရှိတာနဲ့ဒီတွေ့ရတတုံးလေးတွေကောက်တီးပြီးတော့ဝတ်တာဝတ်ဆရာမရှိလို့အဲ့ဒါနဲ့သူ့ကိုယဟန္တာလို့ဝိုင်းသမုတ်လိုက်တဲ့အခါသူကလည်းသူ့ကိုသူယဟန္တာကြီးလုံနေလိုက်တာခုနပြမကြီးကလာတဲ့တတိပေးတယ်ကိုလူတဲ့မင်းမယဟန္တာအကျင့်လည်းမရှိဘူးယဟန္တာလည်းမဟုတ်ဘူးလေယဟန္တာလည်းမဟုတ်ဘူးယဟန္တာဖြစ်တဲ့အကျင့်လည်းမရှိဘူးဆိုတော့သူက ဒါဆိုရင်ယ ahanan ဘယ်မှာရှိတာတော့စိတ်ကောင်းနှလုံးကောင်းတော့ရှိတယ်။အေးယ ahanan ဆိုတာဟိုမြောက်အရတာဝတိပြည်ဘက်မှာဇေရွန်အကြောင်းမှာဂေါရမဘုရားဆိုတာရှိတယ်။အဲ့ဒီပုဂ္ဂိုလ်စီသွားသွားလို့ရှင်မင်းယ ahanan ဖြစ်စေတတ်တဲ့နီလန်းတွေကိုမင်းပေးလိုက်မယ်။ယူဇနာ120ရှိတဲ့ခရီးကိုအားချင်းသွားလိုက်တာလမ်းမှာတညပဲအိတ်ခဲ့တယ်။မိုင်မောများစွာဝေးတဲ့ခရီးကိုသူက ြားတဲ့အချိန်ကနေစပြီးထွက်သွားလိုက်တာဖះကိုတွေ့ကျင်လို့လမ်းမှာတညပဲအိတ်ပြီးတော့သွားတာဟိုရောက်တော့မနေ့ပိုင်းရောက်လာတယ်ဇေရွန်ကျောင်းရောက်တဲ့အခါကျတော့ဖះပဲမလဲမေးတော့ဆွမ်းခံကြွသွားသေးတယ်ဘယ်ကလာတာတုံးဆိုအိုးတုတ်ပါရကအိန္ဒိယတောင်ပိုင်းပေါ်တုတ်ပါရကသင်္ဘောစိတ်ကလာတယ်ဆိုဟာဝေးကြည့်ပါလားဘယ်နေ့ကထွက်လာတာတုံးဆိုမနေ့ကပဲထွက်လာခဲ့တာ ထွက်လာတယ်ဆိုတော့သူအမတန်မှအမြန်လာတဲ့ခရီးမို့ကြောင်းထိုင်ဖို့ရမရှိဘူးအဲ့တော့ခဏအပန်းဖြေပါအောင်ခရီးပန်းလာတာဖရာဆွမ်းကန်ကြွလာရင်ပြန်လာပါလိမ့်မယ်ဆိုတော့ဟာမစောင့်နိုင်ဘူးတာဝတိမျိုးတဲ့တောင်လိုက်မယ်ဆိုတော့တောက်ဆောင်လိုက်သွားခိုးလဲရောက်ရောမြတ်စွာဘုရားလည်းတွေ့ရောဖရာဆွမ်းကန်ရအနန္တလည်းရောက်ရောဖရာမြင်လိုက်တာနဲ့သူက ခန္ဓာကိုယ်လေးကိုင်းညွတ်ပြီးဂုံ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 နဲ့သွားပြီးတော့ဖရာရဲ့ခြေသလုံးခြေပမုတ်ကိုဖက်ပြီးတော့တပည့်တော်တရားဟောပါဗျာတရားဟောပါဗျာနဲ့အတင်းပြောရသော်ဗျာကမပြောတော့ဟေးဆုံးကံဝင်နေတော့ရှိသေးတယ်ဒီချိန်ကတရားဟောရမယ့်အချိန်မဟုတ်သေးဘူးအချိန်မဟုတ်ဘူးလို့ပြောတာသူကဘာပြန်ပြောတော့ဆိုအရှင်ဗျာတဲ့တပည့်တော်ဘယ်တော့သေမှမသိဘူးတဲ့အရှင်ဗျာအသက်လည်းမသိနိုင်ဘူးတပည့်တော်အသက်လည်းမသိနိုင်ဘူးဟောပါတယ်မနာလဲရပဲသေသွားဘယ်လိုလုပ်မလို့ ရသဗျာကမဟုတ်ပါဘူးတဲ့ခုဆုံးခံနေတော့ဘယ်လိုလုပ်ဟောမလို့မဟုတ်ပါဘူးဗျာဟောပါဗျာအတင်းဟောခိုင်းတယ်နှစ်ကြိမ်လောက်ညင်းပယ်ပြီးတဲ့အခါကျတော့မြတ်စွာဘုရားကတရားကိုအတူချုပ်ကလေးဟောလိုက်တာမင်းမြင်တာကိုမြင်တယ်လို့မှတ်ရှေ့ဆက်မစင်စားနဲ့လူတွေကမြင်တာပေါ်မှာရှေ့ဆက်စင်စားလိုက်လို့ရှိရင်လောဘတွေဖြစ်လာတယ်ဒေါသတွေဖြစ်တယ်ကြိုက်ရင်လောဘမကြိုက်ရင်ဒေါသ ကြားတဲ့အတန်ကိုလည်းကြားယုံလောက်ပဲရထားလိုက်ရှေ့ဆက်မစင်းစားနဲ့နှာခေါင်းကအနံ့ရရင်လည်းအနံ့ရပေါ်မှာစင်းစားလိုက်ရထားလျှာကအရသာခံတဲ့အခါမှာလည်းပဲခံတဲ့နေရာမှာပဲစင်းစားရှေ့ဆက်မစင်းစားနဲ့လို့ဒိဋ္ဌိဒိဋ္ဌမတ္တံဆိုတော့ဝိပဿနာချင့်စဉ်တစ်မျိုးမြတ်စွာဘုရားဟောပေးတယ်။အိုးဟောရင်ဟောရင်သူသိတဲ့ဘောကြပြီးတော့လိုက်နာချင်သုံးလိုက်တာညာကလည်းထက်တဲ့ပုဂ္ဂိုလ် အတိတ်ဘဝတုန်းကလည်းတောင်ထိပ်ထက်ပြီးတော့တရားကျင့်လာတာဆိုတော့သူ့ဘုံမှာခဲနေမှာမဟုတ်ဘူးဒါကြောင့်ဘုဘာကြီးရကြီးကရဟန္တာဖြစ်သွားတယ်အဲ့နာနော်တခဏလေးတင်မတ်တရက်ပြီးတော့ဆွမ်းကန်ရင်းမတ်တရက်ပြီးခဏလေးဟောလိုက်တဲ့တရားလေးမှာဒါလေးနဲ့တင်မယ်တရားနာရင်ရဟန္တာဖြစ်သွားရဟနာဖြစ်သွားတော့သူသင်္ကန်းဟုတ်ပြစေဆိုတော့မြတ်စွာဘုရားမင်းသင်္ကန်းတပိတ်ရှိဗလားမရှိအေးမရှိသေးရင်ရှားအောင်လို့ဆိုတော့ မြတ်စွာဘုရားကဆုံးခံကြွားသွားသူသင်္ကန်းရှာဆိုပြီးတော့ထွက်သွားတာကံမကောင်းအကြောင်းမလားလို့အတိတ်ကရံညိုးရှိတဲ့ဘီလူးတကောင်ကနေနွားရောင်ဆောင်ပြီးတော့ခွေ့သလိုက်တာအမိုက်ပုံနဲ့ကာယကြပြီးဝေယမောက်ရဲ့အဲ့ဒီမှာတေသွားတယ်ပြိနိဗ္ဗာန်ဆန်းသွားတယ်ခေါ့မြတ်စွာဘုရားကဆုံးခံပြန်လို့အဲ့ဒီနာကဖြတ်သွားတဲ့အခါကျတော့အမိုက်ပုံခေါင်းဆိုင်ပြီးတော့တေးနေတဲ့ဘာဟိယကိုမြင်တော့ယဟန်တွေကို သူ့အလောင်းကိုကောက်ခိုင်းတယ်။ညောင်စောင်းပေါ်မှာတင်းပြီးတော့ကြည့်နော်လူမှုကူညီရေးဆိုတာအဲ့ဒါပြောတယ်။မြတ်စွာဘုရားဒီတိုင်းပြစ်မထားခဲ့ဘူးလေ။အေးညောင်စောင်းပေါ်တင်ပြီးတော့သူ့အလောင်းကိုယူခဲ့ကြလို့ဆိုပြီးတော့တုတ်တန်မှာကိုယ်တိုင်ကြောက်သွားမှာပဲ။တုတ်တန်သွားပြီးတော့အလောင်းကိုတကြုံတကြိုပြီးတဲ့အခါမှာအယိုးထက်ကိုယူပြီးဂူတယ်ပေးတယ်ပေါ့နော်အဲ့ဒီမှာယဟန်နေကပြောတယ်ဟာဒီပုဂ္ဂိုလ် ခုပဲဘုရားနဲ့တွေ့ပြီခုပဲတည်သွားတယ်သူဘာဖြစ်သွားတော့ဆိုဘုရားကဟာမဟုတ်ဘူးရဟန္တာဖြစ်သွားပြီရှင်ပြမြန်လာရည်လားဆိုအေးမြန်နေမပြောနဲ့ငါစကားဟာတလုံးမိမယ်လို့ဒီအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကျတော့တလုံးနဲ့နဲ့လည်းပေါက်ရောက်သွားတာပဲတဲ့စကားလုံးနေထောင်တောင်းချီပြောနေပေမဲ့လို့တရားဓုမရတဲ့ပုဂ္ဂိုလ်ကမရဘူးတဲ့တရားဓုရတဲ့ပုဂ္ဂိုလ်ကဂါရလေးတစ်ပုံနဲ့လည်းတရားဓုရနိုင်တယ်လို့ တူနဲ့တူကညံပွင့်သွားတာချင်းမတူဘူးပေါ့နော်